်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းခေဦးမြို့နယ်ပြင်ထောင်ကျေးရွာမှာပြူစောထီးတွေဟာစစ်ကောင်စီတပ်ကရိတ်ခါမထောက်ပတ်ရင်ပြည်သူ့ကာကွယ်ရေးတပ် PDF ဘက်ကိုအလင်းဝင်မယ်လို့ပြောဆိုတဲ့အတွက် နိုဝင်ဘာလ15ရက်နေ့ညနေပိုင်းမှာလေရင်နဲ့ရိတ်ခါထုတ်တွေကိုချပေးခဲ့တယ်လို့ဒေတာခန်နေစီကနေသိရပါဗျ။ပြင်ထောင်ပြူရကိုဒေတာရင်း PDF တွေကနေရာဆောင်ကနေပိတ်ဆို့ထားတဲ့အတွက်ရိတ်ခါပြတ်တောက်နေတာကြာပြီးဖြစ်တယ်လို့လည်းသိရပါဗျ။ရိတ်ခါပြတ်တောက်တဲ့အချိန်ကြာလာတာနဲ့အမျှရက်တီဖို့မဖြစ်နိုင်တော့တဲ့အတွက်အလင်းဝင်တော့မယ်လို့ပြူစောထီတွေကအကြိမ်ကြိမ်ဆက်သွယ်ပြောဆိုတဲ့အတွက်စစ်ကောင်စီတပ်ကလေရင်နဲ့ရိတ်ခါတုတ်တွေကိုချပေးတာကိုတွေးခဲ့ရတယ်လို့ဒေတာခန်ကပြောပါဗျ။ င်းထောင်ရွာဟာရေဦးခင်ဦးသွားလမ်းမကြီးရဲ့အရှိတ်ဘက်မှာတည်ရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေစိုးမိုးထိန်းချုပ်ထားတဲ့ကျေးရွာတွေကိုဖျက်ပြီးမှရိတ်ခါပို့နိုင်တာဖြစ်တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းထိုးပြီးရိတ်ခါမပို့ရဲပဲအခုလိုလေရင်နဲ့ရိတ်ခါပို့တဲ့နည်းကိုတုံးတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဘက်ကနိုဝင်ဘာလ15ရက်နေ့မှာအင်အား300ဝန်းကျင်နဲ့ကမ်းဘလူမြို့နယ်အိုင်ပေါင်းချကြေးရွာကနေခင်ဦးမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာနေတယ်လို့ဒေသခံတွေဆီကနေသိရပါဗျာရှင်။ TNL တအန်းတက်ကဆုတ်ခွာပေးရမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကပြည်သူလူထုအများစုဟာစစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက်လာမှာကိုစိုးရိမ်ပြီးမြို့ကိုဆွန့်ခွာတိမ်းရှောင်နေကြတယ်လို့နေမြေခံတွေကပြောပါရယ်ခွန်စုံသတင်းပေးပို့ထားတာပါရှင်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်မန္လီတိုင်းမိုးကုတ်ရနာမြေကနေတရနနေ့တအန်းတက်ကဆုတ်ခွာပေးရမယ်လို့စစ်ကော်မရှင်ကအောက်တိုဘာ29မှာတဘောတူခဲ့ပါတယ် ဲ့ဒီနောက်မိုးမိတ်နယ်နဲ့မိုးကုတ်ရန်နာမြေကိုငွေဥဒေါ်လာရင်းအင်အားစုတွေကခုခံကာကွယ်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်မိုးမိတ်မြို့ကပြည်သူလူထုအများစုဟာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းရန်ကိုစိုးရိမ်ပြီးမြို့ကိုဆွန့်ခွာတိမ်းရှောင်နေကြတာပါ။မမမိတ်ကဟိုပတ်ဆံရှိတဲ့လူတွေကတော့လွတ်ရကြွရအောင်ပြေးပြီးပေါ့ရှောင်ပြီးပေါ့တချို့ကြတော့လေဒီရဲ့ညွန့်နယ်တဲမှာပဲရှိတဲ့ရွာတွေမှာ အိမ်လေးကလည်းငားပြီးတော့မှရှောင်ကြတာပေါ့တချို့ဘာမှမတတ်နိုင်တဲ့လူတွေကတော့တေတော့မှတေရောကိုယ့်အိမ်ကနေကိုယ်ပဲနေနေကြပြီးတော့မှဒီတိုင်းပဲတေမဲနေပဲစောင့်နေရတယ်ဆိုတဲ့အဖြစ်မျိုးပဲဖြစ်နေတာပေါ့တီယန်နန်နေတန်တက်ကစုတ်ခွာပေးရမယ့်မုံမိမျိုးကို အခြားသောတော်လိုင်းအင်အားစုတွေကရောက်ရှိလာနေပါတယ် KIA ကချင်တက်အနေနဲ့ကလည်းမုံမိမျိုးကတော်လိုင်းအင်အားစုတွေကိုကူညီပေးသွားမယ်လို့ဆိုထားပါတယ်ဟုတ်ကဲ့မုံမိအဲ့တော့ပြန်ဆုံမယ်ဆိုတော့လုံကနေတရနေရတော့ ော်ကျောင်းသားအခွဲရောက်လာတယ်တွေ့တာနည်းနည်းပဲတွေ့တာခါတိုင်းတစိမ့်ကြီးလာနည်းနည်းတွေ့တာတစိမ့်နဲ့ဆက်ကွန်စစ်စင်ကြီးကာလာအတွင်းမုံမိတ်မြို့သိမ်းတိုက်ပွဲမှာအရသာတည်ဆုံးမှုရှိခဲ့ပြီးမြို့လေဈေးနဲ့လူစီကားပြီးအ धिक ကြတဲ့နေရာတွေပြန်သုံးမရအောင်မီးလောင်ပျက်စီးခဲ့ပါတယ်လက်ရှိမုံမိတ်မြို့မှာတကြောပြန်တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုပြည်သူလူထုတွေကစိုးရိမ်နေကြပါတယ်ကျွန်တော်ခွန်စော်ဦးပါ ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ဘာထလေကျေးရွာကိုနိုဝင်ဘာလ15ရက်နေ့မနက်9:00နာရီခွဲလောက်ကစစ်ကော်မရှင်ဟာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာ3ယောက်သေဆုံးပြီး4ယောက်ထပ်မံထိခိုက်ဒဏ်ရာရရှိရလို့ဒေသခံတွေကပြောပါတယ်။စစ်ကော်မရှင်ဟာလေကြောင်းကနေ Jet Fighter နဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တာပါ။ကျွန်တော်တို့ကကနဦးတိထားတာသေဆုံးသူ3ဦးရှိပြီးနောက်ထပ်လည်း4ဦးထပ်မံဒဏ်ရာရရှိရလို့ရသေးတောင်ဒေသခံအမျိုးသားတယောက်ကပြောပါတယ်။ အသေးစိတ်အခြေအနေကိုတော့စည်ရင်းကောက်ယူနေတော့ဖြစ်ပြီးအိမ်နေလဲထိခိုက်ပျက်စီးမှုရှိရလို့သိရပါဗျ။ထိခိုက်အသေးဆုံးသူတွေရဲ့အသေးစိတ်အချက်လက်တွေကိုတော့ DVB ကဆက်လက်စုံစမ်းနေပါဗျ။ရခိုင်ပြည်နယ်မှာအော်တိုဘာလနောက်ဆုံးဘက်ကနေစတင်ပြီးစစ်ကောင်မရှင်ကလေချောင်းတိုက်ခတ်မှုတွေဇက်တိုက်လှုပ်ဆောင်နေတာရဲ့ကြောင့်အရက်သားထိခိုက်အသေးဆုံးတာတွေဇက်တိုက်ရှိနေပါဗျ။လေချောင်းတိုက်ခိုက်မှုတွေပုံမလုံးဆောင်လာတဲ့အတွက်ပြည်သူတွေအနေနဲ့လည်းစစ်ရေးတရီအမြဲရှိကြဖို့နဲ့စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်သွားမယ်လို့အေအေဘက်ကပြောဆိုထားပါတယ်ရှင်။ ကမ္ဘာနိုင်ငံတွေထဲမြန်မာနိုင်ငံရဲ့အင်တာနက်လွတ်လပ်ခွင့်ဟာတရုတ်နိုင်ငံနဲ့အတူအဆိုးဆုံးအခြေအနေမှာရပ်တည်နေတယ်လို့ Human Rights မြန်မာကထုတ်ပြန်ထားပါတယ်ဝေဝေသတင်းပြပို့ထားတာပါရှင်ကမ္ဘာပေါ်ကနိုင်ငံပေါင်း100ကျော်ရဲ့အင်တာနက်လွတ်လပ်ခွင့်အတွက်အညွန်ဂိတ်20ခုကို တက်ချက်ကြည့်ရမှာမြန်မာက109မှတ်ပဲရရှိပြီးအဆိုးဆုံးအခြေအနေကိုတရုတ်နဲ့အတူရပ်တည်နေတယ်လို့လူခွင့်ရေးစောင့်ကြည့်မှတ်တမ်းတင်နေတယ် Freedom House ရဲ့ Human Rights မြန်မာကထုတ်ပြန်ပါတယ်။အစိုးရခန်းစားအရစစ်တပ်က Deep Packet Inception DPIM လို့ခေါ်တဲ့အွန်လိုင်းကနေခြေရာခံစောင့်ကြည့်နိုင်တဲ့ဤပညာကိုတက်ဆင်ပြီးရနောက်မှာ VPN တားမြစ်မှုကိုလည်းလှုံ့ဆော်ခဲ့တာကြောင့်မြန်မာနိုင်ငံကအခြေခံအွန်လိုင်းကန့်သတ်မှုကနေမြင်သာတဲ့ Digital Repressing အစစ်မြစ်ဤပညာကိုအသုံးပြုပြီးလူအများကိုထိ ंछ ုပ်ခြင်းစီကိုရောက်ရှိသွားပြီဖြစ်ကြောင်းဖော်ပြထားပါတယ်။ အခုလိုမြန်မာဟာတရုတ်နဲ့တရန်းနေရှိနေခြင်းဟာတရုတ်ပုံစံအနာရှင်ဆန်လာတာဖြစ်တယ်လို့လလဆွာထုတ်ဖော်ပြောဆိုဝင်ဆိုင်ရာအတန်ဖွဲ့ရဲ့ဒရိုက်တာကပြောပါတယ်။အတန်ဖွဲ့ရဲ့စာနဲ့ပေးပို့ဖြေကြတာကို DVB တင်တော့ကအတန်စာထုတ်ဖတ်ပေးထားပါတယ်။မြန်မာတရုတ်နဲ့တရန်နဲ့ထားပြီးတော့သတ်မှတ်တာမြန်မာဘက်ကတရုတ်ပုံစံဖိနှိပ်မှုနဲ့တူတူဖြစ်သွားပြီလို့အတည်ပြုလိုက်တယ်လို့ပဲ။အတိတ်ပဲကတော့မြန်မာရဲ့ digital repression ကတရုတ်ပုံစံ digital authoritarianism digital anarchism စနစ်အဲ့ဒီလိုဖြစ်သွားပြီလို့ထင်ရစီတယ်မြန်မာရဲ့ internet လွတ်လပ်ခွင့်အခြေအနေတွေကနိုင်ငံတကာစံနှုန်းနဲ့နှိုင်းယှဉ်မယ်ဆိုရင်ဆုံးရှုံးသွားပြီလို့ယူဆလို့ရတယ်ဘေးကင်းလုံခြုံမှုမရှိတော့တဲ့ NDA အဆင့်ဖြစ်တယ်ဒါက documentation အထောက်အထားအမှတ်တမ်းတွေကိုစူးစီးတာတွေ journalism သတင်းစာပညာတွေနဲ့ a division တက်ကြွလှုပ်ရှားမှုတွေ civic space လူမှုရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ လူလက်စွာနေထိုင်ခွင့်တွေအတွက်ပိုပြီးတော့အန္တရာယ်များတဲ့အချက်တွေကိုပြရတာဖြစ်တယ်။စီအိုဆူရဲ့ survival strategy ရှင်သန်ရေးနှီးဖြူအားတစ်ခုအနေနဲ့ internet ထိန်းချုပ်မှုကိုပိုပြီးတော့အသုံးချလာတာဖြစ်တယ်။ internet ပိတ်ဆို့လိုက်တာဟာလူလက်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာလူမှုလှုပ်ရှားမှုတွေကိုပိတ်ပင်တာဖြစ်တယ်လို့လူခွင့်ရေးဆိုင်ရာပိတ်ပင်မှုတစ်ခုလည်းဖြစ်ပါတယ်။ဒီအခြေအနေတွေကြောင့်လူမှုဟာ online မှာကိုယ်ပိုင်ထိန်းချုပ်နိုင်မှု online privacy ဆုံးရှုံးတာ digital black zone လို့ခေါ်တဲ့ ဖုန်းလိုင်းမရတာအင်တာနက်လိုင်းမရတာနဲ့စက်တရားခတ်တဲ့နေမြေတွေတိုးလာမှဖြစ်ပြီးသတင်းစာလွတ်လပ်ခွင့်တွေမရှိတော့တဲ့အဆင့်ထိပါရောက်လာနိုင်ကြောင်းအတန်ဖွဲကပြောပါတယ်။တစ်ဖက်မှာလည်းတော်လိုင်းရင်အားစုတွေဘက်ကလုံခြုံရေးအရာ Starlink Wi-Fi အသုံးပြုမှုတွေကိုကန့်သတ်ထိန်းချုပ်နေတာတွေရှိနေပါတယ်။စကောင်းစီဘက်ကဒီ mobile internet တွေပိတ်ပြီးနောက်ပိုင်းမှာတော့ ခက်ခဲတွေကတော်လိုင်းဖွဲ့စည်းတွေမှာမဟုတ်ပါဘူးအပြည်သူတွေရောအကုန်လုံးပေါ့ဒေသခံပြည်သူရောတော်လိုင်းသမားတွေရောအကုန်လုံးအခက်ခဲတွေရောရှိတယ်ဗျအင်တာနက်အသုံးပြုမှုကိုတချို့မျိုးနယ်တွေစာပြီးကန့်သတ်နေပြီเนาะဟိုဒီကျွန်တော်တို့ချောင်းမျိုးနယ်တွေကတော့ကန့်သတ်မှုတော့မလုပ်ရသေးဘူးဗျအဲရည်ရွယ်ချက်ကစစ်ကောင်စီတရင်ပေးပေါ့ဒါစီချင်တဲ့အနေထားဗျသူတို့ကအဲကျွန်တော်ဘက်မှာကတော်ရုံဖုန်းလိုင်းပါညာမမိရနေရာတွေများတယ်အော်တရင်ပေးကဒီအင်တာနက်နဲ့ပဲပေးရမှာပေါ့အင်တာနက်ဆိုရတဲ့ဒီ Starlink တိုင်းကဟိုကအထူးက အသုံးပြုရတာပေါ့အဲ့တော့ဒီ starting ဇိုင်းနေရနေပြီးတော့ကန့်သက်မှုတွေလောက်တာ starting အသုံးပြုမှုကန့်သက်တာကတော့ internet အသုံးပြုမှုကိုဟိုကန့်သက်တယ်လို့တော့မယူဆလို့ပါဘူးအနာသိမ်းပြီးနောက်မှာစစ်တပ်ကမြန်မာနိုင်ငံအတွင်းမြို့နယ်ပေါင်း132မြို့နယ်အထိစစ်တပ်ရေးလိုင်းတွေဖြတ်တောက်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိ၄နှစ်ကျော်ကြာအောင် internet နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခံခဲ့ရတာ22မြို့နယ်ရှိနေတယ်လို့အတန်အဖွဲ့ရဲ့ data တွေကသိရပါဗျ။ ျမကိုဝေးပါဘရာဇီးနိုင်ငံဘယ်လန်မြို့မှာကျင်းပနေတဲ့ COP30 COP30 ရာသီဥတုညီလာခံတဲ့အတူဌာနေတိုင်းရင်းသားတွေနဲ့အရက်ဖတ်လူအဖွဲ့အစည်းတွေအပါအဝင်ရာသီဥတုဆိုင်ရာတက်ကြွလှုပ်ရှားသူထောင်ပေါင်းများစွာကနိုဝင်ဘာလ15ရက်နေ့မှာရာသီဥတုတရားမျှတမှုနဲ့နယ်မြေကာကွယ်မှုတွေကိုတောင်းဆိုဖို့ခြိတက်ခဲ့ကြပါတယ် နောက်ဆုံးထိပ်သည့်အစည်းအဝေးသဘောတူညီချက်မှာတော့ဘလို့ကိစ္စရပ်တွေကိုစူးစီးနိုင်မလဲဆိုတာနဲ့ဘလို့သဘောတူညီချက်တွေဖြစ်နိုင်မဖြစ်နိုင်ဆိုတာတွေကိုနိုင်ငံတွေကအငင်းပွားခဲ့ပြီးရာသီဥတုညီလာခံမှာဆန္ဒပြသူတွေကလည်းအလံတွေကိုဝှေ့ယမ်းပြီးဆိုင်းပုတ်တီထောင်ကာကင်ဆောင်ခဲ့ကြပါတယ်။ဘရာဇီးသမ္မတလူးဝစ်အင်နာစီယိုလူလာဒါစီဗာဟာအခုနှစ် COP30 ဆွေးနွေးပွဲတွေမှာဌာနေတိုင်းရင်းသားအတိုင်းဝိုင်းတွေကိုအဓိကကစားသမားတွေအဖြစ်နဲ့အလေးပေးပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ဌာနေတိုင်းရင်းသားကိုယ်စားလှယ်တွေကနိုဝင်ဘာလ14ရက်နေ့မှာ COP30 COP30 ရဲ့ဥက္ကဋ္ဌ Andre Correa Dola ကိုနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။တဘာဝပတ်ဝန်းကျင်ဝန်ကြီး Marina Silva ကတော့သူတို့ရဲ့တောင်းဆိုချက်တွေဟာဘရာဇီးအစိုးရစီကတောင်းဆိုတာဖြစ်ပြီးအကောင်းဆုံးဖြေရှင်းသင့်တယ်လို့ပြောရင်းညီလာခံတက်ခွင့်လက်မှတ်တွေကိုပိုစီစဉ်ပေးနေတယ်လို့ပြောခဲ့ပါတယ်ရှင်။ ။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ Wendy ပါ။